ယူနိုက်တက်ကခက်ခဲတဲ့နေရည်တွေအကြောင်းကိုမျက်ရည်တွေနဲ့ယင်ဖွင့်လာတဲ့အန်တိုနီဘရိတ်နာအမေမီလာများမန်ချက်စတာဖောဆွန်ကနေပြန်လည်ပြောလိုက်ပါရင်အန်တိုနီရဲ့ယူနိုက်တက်ကစားမပွားကပြန်လှည့်ကြည့်ကျင်စရာမကောင်းတဲ့ဇက်ကွက်တစ်ခုလိုပဲပြောရမှာဖြစ်ပါရင်2022ခုနှစ်မှာအင်ဂျက်ကနေယူနိုက်တက်ကိုပေါင်း86သန်းဝန်းကျင်နဲ့ပြောင်းရွှေ့လာခဲ့တဲ့အန်တိုနီဟာစတင်ရောက်ရှိကာစာကာလာတွေမှာခြေစွမ်းပြသနိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ပြောင်းရွှေ့ခြင်းနဲ့မထိုက်တန်မှုဆိုတဲ့ဝေဖန်မှုတွေကိုခါစီခံခဲ့ရတာဖြစ်ပါရင်ဒါကြောင့်လဲအန်တိုနီတယောက်ပြီးခဲ့တဲ့စောင်းသည့်ဈေးကွက်မှာဘက်တစ်အသင်းနဲ့အငှားထွက်ကစားခဲ့ရပါရင် ဗက်တီကိုရောက်ရှိချိန်မှာအန်တိုနီယာသူ့ကိုယ်သူပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးစပိန်ကလပ်နဲ့အတူပြိုင်ပွဲစုံ24ပွဲမှာအတွင်းကို8ဂိုးထိတွင်းယူနိုင်ခဲ့တယ်လို့အသင်းကလည်း Conference League Final ရောက်ရှိအောင်ကူညီပေးထားနိုင်ခဲ့ပါတယ် TND Sport ရဲ့အင်တာဗျူးမှာတော့အန်တိုနီက United မှာရုန်းခံခဲ့ရတဲ့အကြောင်းတွေကိုမျက်ရည်တွေနဲ့ဖွင့်ရလာခဲ့တာဖြစ်ပါတယ်အန်တိုနီက United မှာကျွန်တော်အတွက်အခက်အခဲတဲ့အချိန်တွေကိုဖျက်ဆီးခဲ့ရတယ်တကယ်ကိုပျော်ရွှင်မှုဆိုတာဘာမှမသိရတဲ့အထိပါပဲကျွန်တော်ဒီအချိန်တွေကိုမခံနိုင်တော့ဘူးလို့အကိုကိုလည်းအမြဲတမ်းပြောပြပြခဲ့တယ် အင်းရောက်ရင်ကျွန်တော်သားလေးနဲ့ကစားပေးဖို့တော့မှအင်အားတွေမရှိရတဲ့အထိပါပဲဖြုတ်ရက်တွေဆိုရင်ကျွန်တော်တမင်းတော်မစားဘဲနဲ့အခန်းထဲမှာတကားပြေပြေနေခဲ့ရတဲ့ရက်တွေရှိခဲ့ဘူးလေဘက်တရီကိုရောင်းရှိလာတဲ့အချိန်မှာကျွန်တော်ကိုကျွန်တော်ပြန်လည်ရောင်းရှိလိုက်တယ်လို့ပါပဲအရာရာဟာပြောင်းလဲသွားခဲ့ပါတယ်ဘောလုံးကစားနေရချင်းကကျွန်တော်ချင်းမြန်တို့ရဲ့အရာဖြစ်တဲ့အတွက်ဒီပေါ်မှာကျွန်တော်ပျော်ရွှင်နေဖို့လိုအပ်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဘက်တင်နဲ့တူချိန်ဆွမ်းပြနေတဲ့အန်တိုနီကိုအတလီကိုမက်ထရစ်အာဆင်နယ်လို့အပါဝင်ဥရောပရဲ့ထိပ်တန်းအသင်းကြီးချို့ကစောင့်ကြည့်နေကြပါရင်ဒီနေ့ကလည်းအန်တိုနီကိုပြန်လည်ခေါ်ယူဖို့ဆန္ဒမရှိဘဲ အပိတ်သက်ရောင်းချသွားဖို့အတွက်ဆုံးဖြတ်ထားတာဖြစ်ပါရင်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကလည်းပါပဲအဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရယ်ခင်ဗျာ